ကြောက်ပါဆိုကျမတို့က burger sign design ဖွင့်မယ်ပေါ့နော်ဆိုရင် burger sign design အနေနဲ့ဆိုရင်ကျမတို့ရောင်းမှာက burger ရယ် Pepsi ရယ်ရောင်းမယ်ပေါ့ဒါဆိုရင် burger တစ်လုံးကို9000နဲ့ရောင်းပြီးတော့ Pepsi တစ်ခွက်ကို1500နဲ့ရောင်းမယ်ပေါ့အကယ်၍အဲ့ဒီလာမှာဒါကျမတို့က burger အလုံးတရာရောင်းရပြီးတော့ Pepsi အခွက်တရာရောင်းရရင်ကျမတို့ရဲ့ total sales unit က200 unit ဖြစ်မယ်ပေါ့ဒါဆိုရင်ကျမတို့ကအများသောအားဖြင့် costing တွက်တဲ့အချိန်မှာ pricing တွက်တဲ့အချိန်မှာ မောဘာကိုတွက်လေးရှိလဲဆိုတော့ cost ကို base လုပ်ပြီးတော့မှာဟိုရောင်းမဲ့ price ကိုစဉ်းစားလေးရှိတယ်ပေါ့ဒါဆိုရင်ကျွန်တော်စဉ်းစားကြည့်အောင် electricity bill ကအဲ့လောက်မှာကျွန်တော်တို့ကနှစ်သိန်းကုန်ကြတယ်ထားပါတော့ဒါဆိုလို့ရှိရင် sales unit တွေကစားလိုက်လို့ sales unit နဲ့ဒါစားလိုက်မယ်ဆိုလို့ရှိရင်အာ sales unit 200ပေါ့နော် burger မှာ100ဒီ Pepsi မှာ100ဆိုတော့ sales unit 200ပေါ့ sales unit 200နဲ့ဒါစားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ sales unit တစ်ခုကို electricity bill က1000ကျပ်ခံမှာဖြစ်တယ်ပေါ့နော် ဒါဆိုရင် burger ကတော့9000ရောင်းရလို့တထောင်ကျခံရတာကိစ္စမရှိဘူးဆိုမယ်။ Pepsi လိုမျိုးကကြတော့ electricity bill လည်းအလောက်မတုံးရဘဲနဲ့အာဒီတထောင်ကျခံတာဆိုဒါဆို fair ဖြစ်ပါမလား။အဲ့တော့ဒီလိုတွက်ချက်နည်းနေနဲ့ပတ်သက်ပြီးတော့ pricing ကိုမှန်မှန်ကန်ကန်တွက်ချင်တယ်။ costing အကြောင်းပို့ပြီးတော့လေ့လာချင်တယ်ဆိုလို့ရှိရင်တော့အောက်ပါ link အတိုင်းကျမတို့ costing class လေးကို join ရရဲဆိုတာအကြောင်းဖိတ်ခေါ်လိုက်ပါရစေ။